မင်္ဂလာပါရှင်လက်တလုံးမှာပြည့်နေနေတဲ့ဘင်္ဂလားဒေ့ရှ်ကရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးမယ်ဆိုတာမဟုတ်မမှန်ပဲလိန်လယ်မှုသာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရရဲ့ယာယီသမ္မတပါမောက်ကဒေါက်တာယူနုစ်ကပြီးခဲ့တဲ့တောက်ကြနေ့မှာပြောကြားလိုက်ပါတယ်ရခိုင်ပြည်နယ်အတွက်ဘင်္ဂလားဒေ့ရှ်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးမယ်ဆိုတဲ့ကောလာဟာလာတစ်ခုပြန့်နှံ့နေတာကိုသတိထားမိကြောင်းနဲ့အဲ့ဒီကောလာဟာလာကလိန်လယ်မှုသာဖြစ်တယ်လို့ပြည်သူတွေကိုအင်းနစ်မတိုင်ခင်မှာ ရုတ်တံမေကွန်းကနေဒေါက်တာယူနစ်ကထည့်သွင်းပြောကြားသွားခဲ့တာပါတစ်ဆက်တည်းမှာပဲသူကဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအနေနဲ့ဝါရက်ဖြန့်မှုတွေနဲ့ပတ်သက်ပြီးတတိရှိဖို့နဲ့လိန်ညာမခံရအောင်နေထိုင်ဖို့ သူကတိုက်တွန်းခဲ့ပါသေးတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မဟုတ်မမှဟေဝါဒဖြန့်ချီမှုတွေရှိနေပေမဲ့ရည်ရွယ်ထားတဲ့ပန်းနိုင်ငံတွေတွေးဖွဲသွားမှာမဟုတ်ပဲရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ကောလာဟလတွေကိုလည်းဆက်လက်ဖြစ်ရှင်းသွားမယ်လို့သူကပြောပါရယ်။ပြီးခဲ့တဲ့လတွေအတွင်းကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူဂျာရက်ကဘင်္ဂလားဒေ့ရှ်ကိုလာရောက်ခဲ့ပြီးစစ်ပွဲကြောင့်ထိခိုက်တဲ့ဒေသတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးစီစဉ်တရက်ကိုအဆိုပြုခဲ့ပါရယ်။ဒါပေမဲ့ဒီအဆိုပြုချက်ကိုဆက်လက်ပြီးရှစ်ဆက် ဆွေးနွေးတာမျိုးတွေသူကပြောပါရယ်လက်ရှိအချိန်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်တစ်သမနှစ်တန်းရှိနေပြီးနောက်ထပ်ဝင်ရောက်လာဖို့ကြိုးပမ်းသူတွေလည်းရှိနေတဲ့အတွက်နောက်ထပ်ရောက်မလာအောင်တာစီပိတ်ပင်နေရတယ်လို့သမ္မတဒေါက်တာယူနစ်ကပြောပါရယ်ရှင်